ဒီဗီဒီယိုလေးမှာတော့လက်ကီဘောက်စကင်လိုချင်တဲ့တငယ်ချင်းတို့အတွက်အသက်သာဆုံးနီးလန်းလေးကိုပြောပြပေးသွားမှာပါပထမဆုံးမွန်တော့ရဲ့တပ်မှတ်ထားတဲ့ rule လေးကနေစပြီးပြောပြပေးမယ်အဲ့ဒါကတော့ဒါကြီးပါဒီမှာပြထားတဲ့ပုံတိုင်းဆိုနိုဝင်ဘာ9ရက်နေ့ကနေနိုဝင်ဘာ15ရက်နေ့ထိ promo တိုင်းမုံကိုသုံးဝင်ပေးမှာပါအဲ့ဒါကလည်းမထူးဆန်းသေးပါဘူးဒီမှာထူးဆန်းတာတွေကစပါပြီပထမအဆုံးအချက်အနေနဲ့ promo တိုင်းမုံကို single draw မှာပဲသုံးဝင်ပေးထားပြီး daily 50% off ဒါမှမဟုတ် token တွေနဲ့ တွဲသုံးလို့မရပါဘူးဒုတိယအချက်အနေနဲ့ promo diamond ကို single draw မှာတစ်ခါသုံးနိုင် အများဆုံး80ပဲသုံးဝင်ပေးထားတာပါ discount နဲ့လည်းတွဲသုံးလို့မရဘူးဆိုတော့ one draw လှည့်တိုင်း normal diamond 20ထည့်သုံးရမှာပါဒီတော့ promo diamond နဲ့လည်း10 draw လှည့်လို့မရပါဘူးဒါကြီးကနည်းနည်းတော့ရုပ်ပေါက်တာပေါ့ကဲတည်တင်တာလေးတွေပြောပြပေးပြီဆိုတော့တည်ကျင်တာလေးတွေပြောပြရမယ့်အပိုင်းကိုတွားလိုက်ကြမယ်ပထမဆုံး event လာမယ့် November 9ရက်နေ့မှာတော့1 weekly pass ကိုဖြည့်ပါမယ် daily recharge event က free token တစ်ခုသွားယူပြီး mega drop ဘန်တဲ့ event က diamond 10လုံးနဲ့ diamond 49လုံးနဲ့ token နှစ်ခုဝယ်ပါမယ်ပုံမှန်ပြထားတဲ့အတိုင်းအဲ့နေ့မှာပဲ၃ချိန်လှည့်ပြီး diamond 42လုံးကျန်ပါမယ် November 6ရက်နေ့ရောက်တဲ့ခါမှာလဲ one weekly pass ဖြစ်ပါမယ် daily recharge event က free token တစ်ခုယူပြီးတစ်ချိန်လှည့်လိုက်တဲ့အခါစုစုပေါင်း၄ချိန်လှည့်ပြီးဖြစ်ပြီး diamond 142လုံးကျန်ပါမယ် November 9ရက်နေ့ Devil Level Phase 1လာတဲ့အခါမှာတော့ Locket Token တွေလုံးဝမထုတ်သေးပဲ ဒိုင်းမွန်တရာဖြည့်ပါမယ်။ရှေ့ကနှစ်ရက်တိုင်း free token တစ်ခုယူပြီး50% of daily one draw နဲ့အတူနှစ်ကြိမ်လှည့်လိုက်မယ်ဆိုရင်စုစုပေါင်း6ကြိမ်လှည့်ပြီးသားဖြစ်ပြီးဒိုင်းမွန်210လုံးကျန်ပါမယ်။နိုဝင်ဘာ၈ရက်နေ့မှာတော့ဒိုင်းမွန်တရာဖြည့်ပြီး50% of daily one draw တစ်ကြိမ်လှည့်ပါမယ်။နိုဝင်ဘာ9ရက်နေ့ promo diamond သုံးလို့ရမယ်ရက်မှာတော့ဒိုင်းမွန်တရာဖြည့်ပြီး daily recharge event 9ရက်ပြည့်ပြီမို့ free token တစ်ခုယူပြီးတစ်ကြိမ်လှည့်ပါမယ်။ပြီးတာနဲ့ promo diamond ရဲ့ရှေ့မှာပြခဲ့တဲ့ rule အတိုင်းလှည့်ဖို့ Daily Task ကနေရတဲ့16ရက်စာ880ရဲ့ TikTok join လို့ရခဲ့တဲ့အလုံး90ရဲ့ pre-register အတွက်25လုံးရဲ့ phrase 1မှာ diamond 250ဖြည့်ထားတာရဲ့အတွက်ဆိုစုစုပေါင်း1155လုံးရှိနေမှာပါတကြိမ်လှည့် promo diamond 80ပဲတုံးလို့ရမှာဖြစ်တဲ့အတွက်14ကြိမ်စာ promo diamond 1120နဲ့နောက်ထပ်ကြိမ်စာ35လုံးဆိုရင်14ကြိမ်စာအတွက် normal diamond 280နဲ့နောက်ထပ်ကြိမ်စာအတွက်65လုံးစုစုပေါင်း normal diamond 345လုံးအသုံးပြုရမှာပါ။ ဒီတော့ promo diamond နဲ့ normal diamond ပေါက်လှည့်ရတဲ့15ကျင်စာကိုလှည့်လိုက်တဲ့အခါ diamond 250လဲတုံးပြီးဖြစ်သွားပါဖြစ်ပြီး freeze 1က token 7တက်ကထုတ်က7ကျင်ထက်လှည့်ပါမယ်ပြီးနောက်50%တော့ daily one drop ကျင်ထက်လှည့်လိုက်တဲ့အခါစုစုပေါင်း35ကျင်လှည့်ပြီးသားဖြစ်နေမှာဖြစ်ပြီး diamond 6လုံးပဲကျန်တော့မှာပါ November 10ရက်နေ့နဲ့17ရက်နေ့နှစ်ရက်မှာ weekly pass ကနေရတဲ့ diamond လေးတွေစုထားပြီး November 12ရက်နေ့မှာမှ50%တော့ daily one drop ကျင်ထက်လှည့်ပါမှာပါ နိုဝင်ဘာ13ရက်နေ့မှာလဲဒိုင်းမွန်နေပြန်စုထားပြီးနိုဝင်ဘာ14ရက်နေ့ရောက်တဲ့ခါမှာတော့ Locket Token တွေလုံးဝသွားမထုတ်သေးပဲဒိုင်းမွန်250အရင်ဖြည့်ပါမယ်ပြီးတဲ့အခါ50% of daily one draw ကိုနိုဝင်ဘာ14ရက်နေ့15ရက်နေ့16ရက်နေ့နဲ့18ရက်နေ့ထိဆက်တိုက်ခဲ့ပြီးနိုဝင်ဘာ16ရက်နေ့ freeze 2ရက်မြောက်နေ့မှာတော့4ရက်ဆက်တိုက်50% of daily one draw လှည့်ပြီး diamond 250သုံးပြီးဖြစ်လို့ token ဆက်တကလုံးထုတ်ပြီးဆက်တစ်ချိန်လုံးထပ်လှည့်လိုက်ပါမယ်ကိုလူတွေမိနေမှာဆိုလို့3 page တင်တာတစ်ခုက အချိန်90ကျော်သွားပြီဖြစ်တဲ့အတွက်ဒီ draw reward ကနေစုစုပေါင်း105 point ကိုသွားထုတ်ကြအောင်နော် draw reward ယူပြီး point 600ပြည့်သွားတဲ့သူကဒီနေရာမှာပဲရက်လိုက်လို့ရပြီဖြစ်ပြီးအနည်းငယ်လောက်လေးလုံနေသေးတဲ့သူတက်ကတော့နိုဝင်ဘာ19နဲ့နိုဝင်ဘာ20နှစ်ရက်ဆက်တိုက်ထပ်လှည့်သွားနိုင်မှာပါဒီနေရာမှာကျွန်တော်ပြပေးခဲ့တဲ့ပုံလေးက10ချိန်လှည့်တိုင်း point 90နဲ့95ကျရနိုင်မှုတွက်ပေးထားတာပါ second new emote တွေပေါက်တိုင်း point ပြန်ရနိုင်တဲ့ point converter rate ကိုဒီမှာပြပေးထားပါတယ်ဒါကြောင့် ကိုပိုက်ဆိုင်ထားတဲ့စကင်ဘလောက်များများရှိတယ်လဲဆိုတာပေါ်မှာမူတည်ပြီး point နေပြန်ရနိုင်တာမို့ဒိုင်းမုတ်ကုန်ကြမှုတင်ကွာခြားနိုင်ပါတယ်။စောင့်မျှော်ကြည့်ရှုအားပေးကြတယ်။တငယ်ချင်းတူဦးချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ဒိုင်းမုတ်နဲ့နဲ့ပဲတုံးပြီး lucky box စကင်တွေမြန်မြန်ရကြပါစေလို့ဆုတောင်းပေးရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။